电脑前头，我十二米过年上班都他妈的还有五年哦！五年哦，毕业也参加啦，幺线的秘书啊，我正着对面看在亚瑞，你看比亚瑞金的中央瑞卡。 တောင်းကင်ကိုပြန်ပြီးတော့မတက်ကြွခင်အထိတပည့်တော်ကြီးတွေကြောက်စိတ်နဲ့အကြောက်တရားလွှမ်းမိုးခံခဲ့ရတယ်။မပြောရဲမဆိုရဲမသွားရဲမလာရဲညင်ပယ်နှစ်ဆက်ချင်းကိုခံရတော့မယ်ဆိုတာကိုအကုန်လုံးကရှောင်ပြေးနေကြတယ်ပုံအောင်နေကြတယ်။အဲ့ဒီအချိန်မှာဒီနေ့သခင်ဖျားက သူတို့နဲ့အတူတူရှိနေတဲ့အချိန်မှာပဲ Prophet Samson ကြိုပြီးတဲ့နောက်သတိပေးထားတယ်။ငါမင်းတို့အတွက်တမာတရားရဲ့ဝိညာဉ်တော်ကိုခမီးတော်ထံကနေပြန်စေလွတ်မယ်။အဲ့တော့တပည့်တော်ကြီးတွေနားလည်ထားတာကခရစ်တော်ဖျားရှင်ရဲ့အလောက်ကသူ့ရဲ့သေခြင်းသင်းချိုင်းမှာပဲညီကုန်းချုပ်သွားပြီပြီးသွားပြီ Game over အတုကဏဆုံးသွားတဲ့အတွက်သူလှုပ်ခဲ့တဲ့အလောက်တွေအကုန်လုံးလည်းအဆုံးသတ်ပါပြီလို့ပဲထင်ခဲ့ကြတယ်။နားလည်ခဲ့ကြတယ်။ဒီနေ့သခင်ဘုရားပြောတဲ့ prophetic message ကိုဗျာဒိတ်ဒီကြိုပြီးတော့ကြိုတင် ဟောထားတဲ့အချက်ကိုသူတို့နားမလည်ခဲ့ကြဘူး။ကျွန်တော်လည်းဖတ်လိုက်တဲ့အခါမှာကောင်းကောင်းနားမလည်ဘူး။အဲသို့တော့အဘယ်ချိန်မှပြန်ပြီးတဲ့နောက် သူတို့ကောင်းကောင်းသိလာလေတန်ရှင်တော်ဝိညာဉ်တော်ဖျားပွဲနေမှာဝိညာဉ်တော်ဖျားသူတို့အပေါ်ကိုကြွလာတဲ့အခါဝိညာဉ်တော်ကိုရသွားတဲ့အချိန်မှာသူတို့တွေတကယ်ဝိညာဉ်တော်ဖျားရဲ့ပြောင်းလဲနိုင်စွမ်းရှိတဲ့တကိုးတော်တွေကိုခံစားရရှိခဲ့ကြတယ်ကြောက်စိတ်တွေပယ်သွားတယ်မရှိတော့ဣဝေလိတရားတော်ကိုရဲဝံ့ဝံ့နဲ့ မလောက်ပဲညင်ပန်းနှိပ်ဆက်ခြင်းတွေထောင်ချတာတွေဖမ်းချုပ်တာတွေရိုက်ပုတ်တာတွေခံခဲ့ရပေမဲ့လည်းပျော်ရွှင်အားရခြင်းနဲ့ဘုရားရဲ့တရားတော်ကိုဟောကြားသက်သေခံခဲ့ကြတယ်။အဲအဲ့အချိန်မှာဒီကနေ့သခင်ပြပြောတယ်မင်းတို့တွေကလည်းငါနဲ့ပတ်သက်ပြီးတဲ့နောက်ဝိညာဉ်တော်ဘုရားငါ့ကိုသက်သေခံတယ်လို့သင်တို့တွေကလည်းငါ့ကိုသက်သေခံကြလိမ့်မယ်တဲ့။ ဒီနေ့အသင်းတော်ကြီးဟာဝိညာဉ်တော်ဖရာရဲ့လှုပ်ဆောင်မှုဥဆောင်မှု အောက်မှာဆက်လက်ပြီးတဲ့နောက်သခင်ဖရာကိုတသက်ခံနေကြပါရှင်ပြန်သောခရစ်တော်ကိုကျွန်တော်တို့တသက်ခံနေကြပါရယ်ပြန်လောတော်မူသွားတဲ့ယေဟန်မကြီးပုတ်ဖရန်စစ်ဒီဝိညာဉ်တော်ဖရာ၌အတူတကွတွေ့ဆုံခြင်းဆိုရဲဓမ္မညီလာခံနီးနေကျွန်တော်အသင်းတော်ကြီးကိုလှုပ်ခါပြီးတော့ပြောင်းလဲခြင်းကိုပြီးခဲ့တယ် တပြေးပြေးနဲ့ကျွန်တော်တို့ရဲ့အတူတကွစွပောင်းပြီးတော့လှုပ်ဆောင်မှုအားလုံးဟာဝိညာဉ်တော်ရဲ့အစွမ်းအားတွေနဲ့ကဘာကြီးကို ရှင်မြန်သောခရစ်တော်အကြောင်းသက်သေခံနေကြတာဒီနေ့ကျွန်တော်တို့ဆက်ပြီးတော့ယဟန်မင်းကြီးလေအို၁၄ရဲ့ဥဆောင်မှုနဲ့ဒီသခင်ပြားကိုပဲကြွေးကြော်နေကြပါ သက်သေခံနေကြမှာအဲ့တော့ချက်တော်ကြီးကောမောင်မဘောလို့အဲ့တခင်ဖြားနိုင်ကျွန်တော်တို့ဝိညာဉ်တော်ကိုရရှိထားပြီဆိုတာကို ပြန်သတိရကြအောင်အတိတ်ကကျွန်တော်တို့ရဲ့ငုံချရဲအခြေအနေကြောက်ရွံ့တဲ့အခြေအနေထိတ်လန့်စရာကောင်းတဲ့အခြေအနေကြားထဲမှာတပည့်တော်ကြီးတွေလိုပဲပုံအောင်ပြီးတော့နေကျင်ကြရယ်ဝိညာဉ်တော်ကိုယ်နဲ့အတူရှိတယ်ဆိုတာကို မလက်ခံနိုင်သေးဘူးမယုံကြည်နိုင်တဲ့ညီကိုတွေများစွာရှိသေးတယ်တပည့်တော်ကြီးတွေလည်းထုံနည်းထူစွာပါပဲသို့တော်လည်းသူတို့ပြောင်းလဲလာတဲ့အခါမှာအံပွေရာ တကိုးတွေကိုလည်းသခင်ဖျားကဲ့သို့ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြတယ်နောက်ဆုံးပြောရရင်ဝိညာဉ်တော်၌ရှိတဲ့အခါမှာဘာဖြစ်လဲရှားနာတဲ့သူတွေကိုကုသပေးနိုင်တယ် ပေတဲ့သူတော်ရှင်အောင်လုတ်ပေးနိုင်တယ်သူတို့ရှိနေတဲ့နေရာတိုင်းမှာအရိတ်လေးကိုထိလိုက်ုံနဲ့ပဂရိကျမ်းမာခြင်းခြေစတော်ကိုခံစားရရှိသွားတယ်တမန်တော်ဝတ္ထုကျမ်းကကျွန်တော်တို့တွေကိုပေါ်ပြနေပါတယ်တသိခံနေပါတယ်ဒါကြောင့်ညီကိုမောင်မအပေါင်းတို့ကျွန်တော်တို့ဒီကနေ့ခရိယန်တို့အနေနဲ့အသက်ရှင်နေတယ်ဆိုတာကမိမိရဲ့ယုံကြည်ခြင်းကိုလက်တွေ့ဘဝမှာဖျားကိုတသိခံတဲ့ အနေထားမျိုးရှိနေဖို့ဖိတ်ခေါ်နေပါရယ်ဒါကြောင့်ဝိညာဉ်တော်ဖရားကိုအမြဲတမ်းအာရုံပြုပါမနဲ့အရာထတာနဲ့ကျွန်တော်တန်ရှင်သောဝိညာဉ်တော်ဖရားကြွလာတော်မူပါလို့ဆုတောင်းတဲ့အခါတကယ်လဲဆုတောင်းပါဖြစ်တော်ဖျားရှင်ကသင်တို့တောင်းတာကငါပေးမယ်တဲ့နောက်ဆုံးဘလို့ပြောလဲဝိညာဉ်တော်ကိုတောင်းရင်တော့မှငါပေးမယ်တဲ့ကျွန်တော်တို့မတောင်းသေးလို့သားကျွန်တော်တို့မှာဝိညာဉ်တော်ရှိနေတယ်ဆိုတာကို အပြည့်အဝမလက်ခံနိုင်သေးတာဖြစ် ဒါကြောင့်ပရောရှင်ကိုမိမိရဲ့နှလုံးသားတကားကို ဖွင့်ပြီးတဲ့နောက်ဘုရားတော်ဖျားကြွလာပါဖျားရဲ့ချစ်ချင်းမြတ်တာနဲ့တပည့်တော်ရဲ့နှလုံးသားကိုတောက်လောင်ပေးပါကဘာမြင်မြင်တဲ့ပြင်ကိုအသိပြပြပေးပါဆိုတာကဒီနေ့ကျွန်တော်တို့ရဲ့ကဘာကြီးကတကယ်ကိုစိုးရင်စရာအပြက်စီးတကယ်အမာရွင်ဘက်ကို အမောင်ဘက်ကိုရင်းရိုင်နေတယ်ဆိုတာကျွန်တော်တို့အားလုံးသတိပြုတယ် တို့တော်လေအဲ့ဒီအမောင်ကဘာကို အလင်းပေးဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုတာကိုလစ်လီရှုမိနေကြတယ်။ဝိညာဉ်တော်ဖရားကျွန်တော်တို့တော့အရာအချင်းစီကိုတပည့်တော်ကြီးတွေကိုအသုံးပြုခဲ့တဲ့ကိုကျွန်တော်တို့ကလည်းအသုံးပြုလိုပါတယ်။သင်တို့ဟာလည်းငါ့အတွက်သက်သေခံများဖြစ်ကြရဲဆိုတဲ့အချက်ပါ။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဖရားကျွန်တို့ရဲ့နှလုံးသားမြေမျက်နှာပြင်ကိုအရင်ဆုံးပြောင်းလဲခွင့်ပြုပါ။ ီးတဲ့အခါမှာကျွန်တော်ရဲ့မိသားစုကလည်းတယောက်ချင်းစီပြောင်းလဲလာတာနဲ့အမျှမိသားစုတစုလုံးဟာဖျားရှင်၌ချစ်ချင်းမေတ္တာ၌တပြေးပြေးပြောင်းလဲလာပါလိမ့်မယ်မိသားစုတွေနဲ့ပတ်စည်းရတဲ့ကျွန်တော်တို့တိုင်းပြည်ဟာလည်းပြောင်းလဲခြင်းဖြစ်စဉ်မှာရောက်ရှိလာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကိုအသက်နဲ့ပြီးတဲ့တမန်တရားရဲ့ဝိညာဉ်ဟာတန်ရှင်သောဝိညာဉ်တော်ဖျားပါ အမှန်အမှားကိုဖွေချပေးနိုင်တဲ့အလင်းကိုပေးနိုင်တဲ့ဖရာရှင်ကပရောမြတ်ဆက်ဂရမတူ သခင်ဖရာရဲ့ချိန်အောင်ခြင်းမှာဒီဝိညာဉ်တော်ဟာတပေါင်းတစ်စီးတည်းရှိနေသလိုခမီးတော်ဖရာကလည်းကျွန်တော်တို့နဲ့အတူရှိနေတယ်။ဒီပုဂ္ဂိုလ်သုံးပါးတစုဖရာကိုကျွန်တော်တို့ဒီကနေ့အမြဲတမ်းဥထိပ်ပန်ဆင်းပြီးတဲ့နောက်မိမိမှာရှင်သန်နေတဲ့ဝိညာဉ်တော်ကိုမညှိုးမနှွမ်းသွားရအောင် အသက်တာ၌ပြည့်ဝစုံလင်စွာနဲ့အားရရှင်လန်းခြင်းနဲ့ဝိညာဉ်တော်ရဲ့အသေးပွင့်များစွာနဲ့ကဘာကြီးကို အလှတစားဆင်ဖို့မိမိရဲ့ဝိညာဉ်မျက်မျက်နှာပြင်ကိုဝိညာဉ်တော်အားဒီကနေ့နေရာပေးနိုင်အောင်ပြင်ဆင်ကြပါစို့ဇာနာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။